လိုက်ဆိုင်ကိုကြည့်ရှုနေကြတော့ပြည်တွင်းပြပရဟရှင်လူပိဋကကြီးအားလုံးဘေးရန်ကိကျမ်းမာချမ်းသာကြပါစေ။ယာဒီဆဝန်းတို့တရွေ့ရွေ့ပြောင်းလာတာယခု2025အောက်တိုဘာလရောက်ရှိလာပါပြီ။အောက်တိုဘာအောက်တိုဘာဆိုတာဆောင်းတွင်းကာလပေါ့နော်။တရင်ဝါလာကျော်ပြီးတဆောင်းတိုင်းနှီးပြီ။နဂတရားတွေလည်း တဖြည်းဖြည်းနဲ့စုဝေးထွန်းတောက်လာနော်နေကြလာကြဖြစ်စဉ်တွေလည်းစတင်ပါမှာတော်တော်လေးဖြစ်သွားပြီလူတွေရဲ့ time mind လေးလံတာတွေတောကဖြာပါလာတွေလည်းတော်တော်များများခံစားကြရအောက်တိုဘာမှာတော့အကြည်တလေးတွေပေါ့ဗျာအကြည်တဆိုတာပါလေဆိုစိတ်နှလုံးကြည်မှုကံကောင်းမှုလမ်းသာမှုအလုတ်တွေရာသူတွေဘဝတွေတွေနဲ့ ကိုလိုချင်တာတွေရရှိအောင်တိမ်ပိုက်နိုင်ဖို့ဘဝရဲ့လေးအောင်ကြီးတွေလာပါပြီအခုအော်တိုဘာ9ရက်နဲ့8ရက်ကြာမှာတော့ဇာတိဘွားတွေရဲ့ကံကြမ္မာအဆူအပြောင်းရှောင်းရဆောင်းရလေးတွေပြောပြပါဆက်လက်ပြီးတော့ပြိဿရာသီဘွားပြိဿရာသီဘွားဆိုအောက်တိုဘာ24နိုဝင်ဘာ22ဖြစ်တယ် ဒီရာသီဘွားစရာယခုကာလမှာလောင်ပိတ်မွန်းကျက်ခြင်းတွေစတင်နေပါပြီရှေ့သူအခက်နောက်ဆုံးအခက်ဆုံးမြတ်ခဲ့သောပြဿနာတွေကိုကြောက်မုတ်တဲ့ကိစ္စတွေမိခင်ဘိုက်ထဲရောက်နေတဲ့တားငယ်တယောက်လိုအမောင်ကြာထောင်ကြတဲ့ကဲ့သို့အလုတ်စည်းဘွားယာရုဌာနပိတ်နေပါလေခရီးစဉ်ကိစ္စတွေလည်းမကောင်းပါဘူးဒါကြောင့်အချိန်ဆောက်မှာအတွဲလိုက် အပြုတ်လိုက်လောက်ရတာဒီသတိထားပါလူအများကြောင့် ကိုယ်နဲ့တိတိမတိတိတဘာဝဘေးကြောင့်နိုင်ငံရေးကြောင့်ဥပဒေကြောင့်ကိုပါရောပြီးပိတ်ဆို့သွားတာတွေရပ်တန့်ရတာတွေရှိပါတယ်။ဒါကြောင့်ရောင်းမှုဝယ်မှုသွားမှုလာမှုကိစ္စတွေမအောင်မြင်ပါဘူး။အမှုမဖြစ်အောင်ကြိုးစားပါ။ဗုဒ္ဓဘုရားနေနပစ္စည်းလူနဲ့လူအဖွဲ့အစည်းတို့တတိထားပါ။ရွှေအယောင်းဝံသမားတွေပြတ်တန့်တတ်တတ်ပါတယ်။အဖက်ဘက်ကအေးချမ်းတာယာဘူးဆိုရင်တော့အမေအဖေရှိရင် စနေတကြစိတ်နှလုံးချမ်းသာအောင်လုပ်ပေးလိုက်ပါထမိန်လျှော်အိမ်လျှော်ပေးပါအမေအဖေမရှိတော့ရင်သူတို့ရဲ့ကုစားပြုဒါနတိလလှူဒန်းပေးတာ အမေအဖေအတွက်ခொနည်းရတိတိပတိစိတ်ပေးတာသင်္ဃပေးခရာလှူပေးတာကိုနိုင်တာလေးလုပ်ပေးပါဝိဇ္ဇာမဲ့အဝိဇ္ဇာတော့ဒီကာလတွေမှာနေညူရောင်လေးတွေကြက်သွေးရောင်ခဲရောင်နဲ့အဖြူရောင်ကြည်ပြာရောင်ဒေါင်းလိုက်ကွက်လက်အစင်းတွေ မိန်းကလေးငယ်များနှခမ်းနီပန်းနီနဲ့ဘခွက်ကြားတနခါနဲ့လာလာပါပါသွားလာဘူးလိုပါတယ်။ယောက်ျားလေးတွေကတတ်တတ်ရရသဖြင့်ဖြီးသိမ့်ပြီးတော့တတ်တတ်ရရဝစ်စားစင်ရင်ပါဖယူဖယက်ပြုတ်ကွဲတာမဝစ်ပါနဲ့။အတတ်နိုင်ဆုံးအိုးထုတ်နောက်ပြန်ဆောင်းတာမျိုးဒီရက်တတ်တတ်ရှောင်းလိုက်ပါ။နောက်ကြောင်းပြန်ပြဿနာလက်ထိတ်ခတ်တဲ့အသည့်ဖြစ်သွားမှုရှိပါတယ်။အားလုံးကံကောင်းခြင်းနဲ့ဆိုရင်ဘဲတော်တော်ဘဲလာလာနမောတတ်တတ်ရွတ်စုပြီးပါ။ ိစာရာစီဘွားစီထီထိုးခြင်းနဲ့ဆိုရင်၄၈ပတ်လဲထိုးပါအားလုံးဘေးရန်ကင်းကံကောင်းကြမ်းမှချမ်းသာကြပါစေ thank you